ဟုတ်ပြီအဲ့ဆိုရင်အခုသင်္ကန်းစာဒီခုနံပါတ်1ပေါ့နော်သင်္ကန်းစာ1ကိုသွားမယ်သင်္ကန်းစာ1မှာဆိုလို့ရှိရင်အချိန်နိုင်လေးတွေပါလာတယ်တနားနှစ်နာရီဆိုတဲ့ဟာလေးပါလာတယ်အဲတနားနှစ်နာရီမသွားခင်မှာအရင်ဆုံး1နှစ်3လေးရအောင်လို့1နှစ်3လေးအရင်စပြီးသင်လိုက်မယ်နော် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုတိနဲ့တုံးလေးကိုဆိုကြည့်ရအောင်ဆိုကြည့်အောင်1 2 1 2 2 3 3 1 2 3 2 3 4 4 5 5 6 6 7 7 8 8 9 9 10 10 11 11 12 12 13 13 14 14数字啊，一七二三四五，数字啊，一七二二三四五，五，五。 三、二、二、一、一、念错字哦，一、七、二、三、四、五、四、五、四、六、来数嘞，他们老在三、二、五、六、七、八、九、十、一、嘛呢？好比变高没？一、七、二、一、七、二、三、四、五、六、好比啊，这边数字没？一、七、二。

ဒီမှာအတန်းထွက်လေးတစ်ခုတတိထားမှာ Q ပြန်ဆိုကြည့်မယ်ရောခုနာနာဟာချီ Q ဂျူဒီဘက်တစ်ချမ်းလေးရင်ပြန်နှွေးလိုက်ပါမယ်ပြန်ဆိုကြည့်ပါအီချီနီစန်ယောင်ကောကောကောဟာဘီအစင်ဒီဘက်တစ်ချမ်းပြန်သွားကြည့်မယ်နော်ရောခုနာနာဟာချီ Q ဂျူ Q Q ဟာဘီဆိုကြည့်ပါ rock nana tachi q ju ဟုတ်ပြီနံပါတ်ကလေးတွေကဒီလိုမျိုးတင်းနဲ့တုံးလေး1 2 3 4ရဲဆိုပြီးတော့မှန်တော့သင်တန်းချိန်တွေမှာတက်ပြီးလိုက်ရမယ်ဆိုပေမဲ့လည်းအများကြီးသင်အောင်ပါဆိုတော့ဒါကြီးကိုချိန်ဆွဲတော့ပဲနဲ့ဒီလောက်နဲ့ပဲသင်နေတော့လေးခဏပဲပြောပြရတဲ့သဘောပဲသင်လိုက်နော်အဲဆိုလို့ရှိရင်သင်ခန်းစာစာ နိုင်တင်မယ်ဆိုလို့ရှိရင်เนาะကောင်းနာတခုခုကိုအနောက်ကနေပြီးတော့ဂျင်းနဲ့တွဲရမယ်အဲ့ဒါမှနိုင်ဆိုတဲ့သဘောရမယ်ဥမာတနိုင်ဆိုလို့ရှိရင်အချီဂျီတနိုင်ဆိုလို့ရှိရင်အချီဂျီအချီဂျီဥမာနှစ်နိုင်ဆိုလို့ရှိရင်နီဂျီဆိုပြီးကောင်းမှာเนาะအဲ့ဒါဆိုနိုင်ကနောက်မှဒီလိုမျိုးဂျီဆိုတဲ့ဟာကိုတက်လိုက်တာနဲ့နိုင်ဆိုတဲ့အဓိပ္ပာယ်ရအောင်เนาะ ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အကိုစမ်းသေးတော့ဒီပုံကတ်လေးနဲ့တွားမယ် lesson ကိုတွားမှာနော် lesson နှစ်ကိုတွားမယ်အမှားလည်းဒီလိုပဲအစားသွင်းကြည့်ရမယ်ဆက်လုံးလေးတွေတင်မယ်ဆက်လုံးလေးတွေကိုဖိုတိုဘလို့ခေါ်တယ်ဘောကတ်ပေါ့လေဘောကတ်တင်မယ်ပတ်တန်တင်မယ်ပြီးလို့ရှိရင်အဲ့ဘောကတ်ကိုတုံးပြီးွားတော့ပတ်တန်ထဲမှာအစားသွင်းပြီးပြောကြည့်မယ်အဲ့ဒါဆိုလို့ရှိရင်လောလောဆယ်ဒီရနဲ့ဆိုင်တဲ့ဘောကတ်ကလေးတွေကိုခြာရည်လိုက်နော် ဆိုရင်ဒီခိုတော့ပါလေးတွေကိုအရင်ဆိုကြည့်မယ်နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဆိုကြည့်အောင်ဒီမှာအကြောင်းတွေ့တယ်အကြောင်းအဲ့အကြောင်းကိုစမ်းစေးတော့ဂျပန်စလုံးလေးနဲ့ဘယ်လိုပြောမလဲဆိုရင်ကတ်ခိုဆိုကြည့်ပါကတ်ခိုဒီပုံလေးကကတ်ခိုဟုတ်ပြီအကြောင်းကြီးကိုတွေ့တဲ့အချိန်မှာပြောမယ့်စကားကတ်ခိုဟုတ်ပြီကတ်ခိုနောက်တစ်ခုကကြတော့သူဒီမှာသူတို့ကအလုပ်ရောက်နေတယ်ကံတင်ရောက်နေတယ်အဲ့ဆိုလို့ရှိရင်ဂျပန်စလုံးလေးနဲ့ဘယ်လိုပြောမလဲဆိုရင်ခိုင်ရှာ 说句吧，开下，说句吧，学校，哪里啊？学校，哪里啊？开下，好比那便里啊，知道？有线便里有不那都是有线要养你的，是吗？大饭店有线养的，有线主要是里，我个，一般是弄那，A 个说句吧，A 个。a 家，A 家，学校，学校，开社，开社，A 家，A 家，哪里啊？A 家，开社，学校。 ခိုင်ရှာရောက်နေရယ်။နောက်အဲကဟုတ်ပြီ။နောက်တစ်ခါကျတော့ကွာပိတ်ရက်ဆိုတဲ့စာလုံးလေးကိုသင်ရအောင်နော်။ပိတ်ရက်။တို့ရဲ့ပိတ်ရက်ကြီးကရှေ့ကျ10ရက်နေ့ကနေ16ရက်နေ့ထိပိတ်သွား။ပိတ်ရက်မှာတို့ဘာလုပ်လဲဆိုတဲ့ဟာလေးသင်မယ်။ပိတ်ရက်ဆိုတဲ့စာလုံးလေးကိုဂျပန်လိုမှာ Yasumi 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 ပိတ်ရက်ဆိုတဲ့ကတ်က Yasumi အဲ့ဆိုလို့ရှိရင်အတန်းချိန်ဆိုတဲ့ဟာလေးကြည့်အောင်နော်။ ်အတန်းနေဆိုတဲ့ဟာလေးကိုဂျပန်စာမှာဆိုရင်ဂျူဂီယောလို့ခေါ်တယ်ဂျူဂီယောဂျူဂီယောဂျူဂီယောအတန်းနေဆိုတဲ့ဟာကိုဘယ်လိုခေါ်မလဲဂျူဂီယောဟုတ်ပြီဂျူဂီယောနောက်တစ်ခါကျတော့27ရာစုနှစ်ဆိုတဲ့ဟာလေး27ရာစုနှစ်က2000နှစ်ကနေပြီးတော့1100ခုနှစ်ထိက27ရာစုတဲ့အဲ့လေးကို27ရာစုနှစ်ကိုဂျပန်လိုစလုံးနဲ့မီဂျူအီချီဆေဂီဆိုကြည့်ပါမီဂျူအီချီဆေဂီ 你就一起塞起，你就一起塞起，你就一起塞起，好比塞起。ဒီမှာစလုံးလေးရဲ့အချိန်မှာကြာကြတော့ဆဲအီခီဖြစ်နေတယ်။ဒါမဲ့မြန်မာလိုပြောတဲ့အချိန်မှာဆဲခီလို့ပဲပြောမှာနော်။ဟုတ်ပြီ။နောက်တစ်ခါကြတော့တို့ကစာမေးပွဲဆက်တဲ့စာမျက်နှာ32ကနေ48ဆိုတဲ့စာလုံးလေးကိုသင်ခြင်းနဲ့အဲ့တော့စာမေးပွဲဆိုတဲ့စာလုံးရမှဖြစ်မှာပါတယ်လေ။ Test တော့ テストテストテストじゃメディテストဆိုတဲ့ဟာလေးကိုပဲအင်္ဂလိပ်စာလုံးကနေပြီးတော့သူတို့ကဂျပန်စာဂျပန်လူမျိုးတွေကယူလိုက်တဲ့အချိန်မှာအတန်ထွက်မကောင်းဘူးအတန်ထွက်မပြီလို့သူတို့ကテストဆိုဖြစ်နေအမှန်ကတော့အင်္ဂလိပ်စာလုံးテストဆိုတဲ့ဟာသူတို့ယူတာပဲဒါပေမဲ့သူတို့တန်ထွက်တဲ့ယူတဲ့အချိန်မှာဥမာအစုဆိုတဲ့ဟာလေးတွေမှာဟိုအဆန်ထွက်တဲ့ဟာလေးမှာစုဖြစ်နေတယ်တီမဲ့ဆုံးတဲ့ဟာလေးဆိုတိုဖြစ်နေတာများတယ်သူတို့ယူလို့ရှင်အဲ့တော့テストဆိုတဲ့ဟာကဘာလဲလဲテスト testo အားစင်ပြန်သွားကြည့်မယ်နော်ကကခိုခိုင်ရှာကကခိုခိုင်ရှာအေဂါယာစမီကျူဂျောညီချီစဲခိ testo ဟုတ်ပြီညီချီစဲခိ testo အားစင်ရစာကြောင်းပုံစံလေးကိုအဓိကဒီမှာသင်ကျင်တာကြတော့သူက ခါလာမတဲ့ဆိုတဲ့ဟာလေးကနေဆိုတဲ့ဟာမမကြီးလက်နော်ကနေအထီဆိုတဲ့ဟာလေးကိုသင်နေမယ်ကွက်လက်ကနေကွက်လက်အထီဆိုတဲ့ပတ်တန်လေးကိုသင်မယ်ခါရာမဒေခါရာမဒေဆိုတဲ့ဟာလေးကိုသင်ချင်တယ်။ဒီမာဇန်လေးတော့အသင်မဲ့ဆိုလို့ရှိရင်ကြောင်းလေးရာဖွင့်နေတယ်။ဘယ်ရက်ကနေဘယ်ရက်ထိလဲဆိုတော့ တနင်္လာနေ့ကနေပြီးတော့သူကတောက်ကြနေ့ထိဖွင့်တယ်။ចောင်းလေးရ။အဲဆိုလို့ရှိရင်တနင်္လာနေ့တောက်ကြဆိုတော့ဆက်လုံးလေးလည်းတိမာရအောင်မယ်ဆိုတော့ကိုတော့ဘာဘောကတ်ကိုပြန်ရေးရအောင်မယ်။ဘောကတ်ပြန်ကူးရမှာနော်။လိုက်ကူးမယ်။ ုးတဲ့လူကလည်းကူးနေမယ်ဥမာပြီးွားတဲ့လူကလည်းအတန်နားထောင်လို့ရအောင်ဆန်စီကကျွတ်တွေဆိုတော့ဆိုပြရမယ်เนาะကူးတဲ့လူကလည်းဆက်ကူးနေမယ်တင်းလာနေဆိုရင် guest ရောပြီးတောက်ကြနေဆိုရင် khin ရောပြီးနောက်9နိုင်ဆိုရင် khu ji 9နိုင်ဆိုရင် go ji နောက်10နိုင်ဆိုလို့ရှိရင် ju ji 12နိုင်ရ juni ji 10ရက်နေ့ကတိုးခ18ရက်နေ့က 18日5ナイヤ9時3ナイヤ3時2000ခုနှစ်က Nissan Nan 2100ခုနှစ်က Nissan Yakunan ဆမ်မနာ30နှစ်က Sanjuni Page Page ဆိုတဲ့စာလုံးလေးကိုဂျပန်လိုမှာသူက Page ဆမ်မနာ48ကဆိုရင်48 48က48ဆမ်မနာနောက်မှာ Page ကသူက ပေးကြည့်ဆိုပြီးတော့ရွတ်တယ်။အဲဒါဆိုလို့ရှိရင်အခုကူးတဲ့လူလည်းပြီးသွားပြီဆိုတော့စာကြောင်းလေးတွေပုံစံနဲ့အစာသွင်းကြည့်မယ်။ဆလုံးလေးတွေအရင်ပြန်ဆိုကြည့်မယ်။ပတ်တံမှာစားသွင်းမယ်။ဆလုံးလေးပြန်ဆိုကြည့်မယ်ဆိုတော့ဒါလေးပြန်ပြီးတော့နှွေးလိုက်မယ်။ဆလုံးလေးအခုကြောင်းကုမ္ပဏီဆိုတဲ့ဟာလေး။ကြောင်းကဘာလဲလဲ။ကတ်ခိုးခိုင်ရှာအေဂါယာစမီကျူကျော်ညချီစဲကီ test တို့ဟုတ်ပြီဒါကတော့သောနာကကိုဆိုတဲ့ဟာပြောင်းသွားတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ခိုတိုးပါလေးနေခိုတိုးပါဆိုတာဘောကတ်တွေကိုပြောတာเนาะဘောကတ်တွေကိုအခုတခါကျတော့ဒီမှာဆိုရင်းနဲ့အကုန်လုံးကမိနာဆန်ကလည်းပြန်လိုက်ဆိုလိုက်မယ်ဟုတ်ပြီတနင်္လာနေ့ကဆိုကြည့်အောင် gaseyo bi ဆိုကြည့်ပါ gaseyo bi gaseyo bi kinyo bi kinyo bi kinyo bi gaseyo bi kinyo bi gaseyo bi kinyo bi ဟုတ်ပြီအဲ့ဆိုရင်နံပါတ်1ကိုအစားသွင်းကြည့်မယ်ကြောက်ကိုလုပ်ကြည့်မယ်ရမလားလို့ ကြောင်းကတနင်္လာကနေတောက်ကြအထီးဖြစ်ပါတယ်ဆိုရင်ဟာလေးလုပ်ကြည့်မယ်ပထမဒီနံပါတ်1ကိုတော့စမ်းစစ်ရအောင်လုပ်ပြမယ်ကြောင်းကတခုခုကဆိုတဲ့ဟာလေးကဂျပန်စာမှာဝကြောင်းဆိုတော့ကကိုကိုကကိုကိုဒီမှာစသင်းလိုက်မယ်ကြောင်းကကိုကြောင်းကဆိုတော့ကကိုဝတနင်္လာနေ့ကိုစသင်းမယ်နော်ဒီနေရာမှာတနင်္လာနေ့စသင်းမယ်ဆိုတော့တနင်္လာနေ့ရဒီမှာဆိုရင်ဂက်စီယောဘီဂက်စီယောဘီကို ဒီပေါက်လေးမှာစားသိမ့်မယ်ကက်ခိုဝါကက်စီယောဘီခါရာဘယ်နေ့နေ့ထိလဲဆိုတော့သူကဘယ်နေ့လဲဆိုတော့တောက်ကြခင်းယောဘီခင်းယောဘီဒီမှာစားသိမ့်လိုက်မယ်ခင်းယောဘီမာတဲ့ပြီးပါပြီဖြစ်ပါပြီဆိုတဲ့ဟာလေးက this အဲ့တော့ကက်ခိုဝါကက်စီယောဘီခါရာခင်းယောဘီမာတဲ့ this စာကြောင်းလေးကနေတော့ရှိတယ်နောက်တစ်ခါကြာလို့ရှိရင်တော့စာလုံးလေးလွယ်တယ်ဒီအခန်းနှစ်မှာစမ်းသိရအောင်စာကြောင်းအရှိအဟိုးတင်လိုက် အခန်းသုံးမှာတော့နည်းလေးလွယ်မယ်အခန်းနှစ်မှာနည်းခတ်မယ်เนาะအဲ့ဒါဆိုရင်အကြောင်းကတနင်္လာနေ့ကနေတောက်ကြနေ့အထိဖြစ်ပါတယ်ဆိုတဲ့ဟာကိုကိုယ်ကစာကြောင်းလုပ်ရမယ်အကြောင်းကတနင်္လာနေ့ကနေတောက်ကြနေ့အထိဖြစ်ပါတယ်ဆိုပြီးတော့ဒီနေရာမှာစာသွင်းမဲ့ဟာလေးကပါလဲဝဝဟုတ်ပြီကဆိုတဲ့ဟာလေးကဝနောက်တစ်ခါတနင်္လာနေ့ကနေဆိုတဲ့ဟာဒီကနေမှာစာသွင်းမဲ့ဟာလေးကကနေကခါရာဟုတ်ပြီ တောက်ကြံနေတဲ့နောက်မှာစားသွင်းရမယ့်ဟာလည်းဖြစ်ပါတယ်အထီးဖြစ်ပါတယ်အဲ့အထီးကမတဲ့ this မတဲ့ this အဲ့ဆိုလို့ရှိရင်ဒီမှာထည့်သွင်းမှာဝါခါရာမတဲ့ this ပြန်ပြောကြည့်မယ်ဝါခါရာမတဲ့ this အဲ့လိုမျိုးပတ်တန်လေးနဲ့အစားသွင်းမယ်ပတ်တန်နဲ့စားသွင်းမယ်ဆိုတော့စလုံးလေးကဒီမှာဝိုက်ဖို့မှာရေးထားတဲ့အတိုင်းပဲပြန်ပြောကြည့်မယ်ကြောင်းကတနင်္လာနေ့ကနေတောက်ကြံနေ့အထိဖြစ်ပါတယ်စားကြောင်းလို့ကြည့်ပါ ါပါခင်းရောပြီးမရဲတဲ့ဟုတ်ပြီပြန်ပြောပြမယ်ကခိုးဝကဲဆင်းရောပြီးခါရာခင်းရောပြီးမရဲတဲ့ပြန်ပြောကြည့်မယ်ကခိုးဝကဲဆင်းရောပြီးခါရာခင်းရောပြီးမရဲတဲ့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီပုံဒီပုံလေးကိုကြည့်ပြီးတော့စာကြောင်းလို့ကြည့်အောင်အကယ်၍တနင်္လာတောက်ကြဆိုရယ်စလုံးလေးမင်းနေဘာမှပြန်ကြည့်လို့ရလဲဖိုင်ဘုံမှာရေးထားနော်ဖိုင်ဘုံမှာကြည့်ပြီးတော့ပြန်ပြောကြည့်မယ်ဟုတ်ပြီဒီပုံလေးကိုကြည့်ပြီးတော့စာကြောင်းလို့ပေးပါ 学校は月曜日から金曜日までです。好比ကိုကသူ့ကိုပြောပြချင်တယ်ကွာ information ပေးချင်တယ်ဘယ်နေ့ကနေဘယ်အချိန်မှာဘယ်နေ့ထိပါအချိန်ဆိုလို့ရှိရင်တော့အာကျွန်မ9နိုင်ဆောက်မယ်12နိုင်ပြီးမယ်ဆိုတဲ့ဟာလေးတွေသူ့ကိုအတိပေးချင်တယ် information ပေးပေးတဲ့အခါမှာကားနေအထီးဖြစ်ပါတယ်ဆိုတဲ့ဟာလေးကအဓိကလိုအပ်တယ်အဲ့တော့ဒီခန်းမှာခန်းနေအနေနဲ့စမ်းစရာဒါလေးကိုသင်လိုက်တယ်ဥမာသူပြောတဲ့ဟာကိုကတိတ်နားမလည်တော့မှာပဲကိုအတိပေးချင်တဲ့ဟာလေးတော့ကိုသူ့ကိုပြောပြခဲ့လို့ရတယ်ဒါလေးသိမှာပါ အခန်းတစ်မှာတော့ကတော့ကိုကဈေးဝယ်ဈေးဝယ်တတ်တယ်ဥမာကိုကဥမာအခန်းတစ်မှာကျတော့တစ်ခုခုကနေတစ်ခုခုအထိဖြစ်ပါတယ်ဆိုပြီးဥမာကိုကသူ့အသိပေးရှင်နေပေါ့ငါဥမာဒီနေ့ကနေပြီးတော့နောက်တစ်နေ့အထိကိုငါဒီမှာနေမယ်ဆိုတဲ့ပုံစံလေးပေါ့ခါနေအထိတက်မယ်ဆိုလို့ရှိရင်ဒီအခန်းနှစ်ကဟာလေးကလည်းအသုံးဝင်မယ်နော်အဲဒါဆိုရင်အခုကျောင်းကတနင်္လာကနေတောက်ကြအထိဖြစ်ပါတယ်ဆိုတဲ့စာတောင်းလေးပြန်ပြောပါတကောကကဲဆေအဘိခါလာခင်းအဘိမာဒေရက်ဟုတ်ပြီ တင်းနေလာအင်္ဂါဘုတ်တခုကြတာပြေးဆိုတဲ့ဟာလေးတော့တိမှန်ရမှာပေါ့နော်ဒါပေမဲ့ loss ရဲ့ vocab တွေအများကြီးပေါင်းနေလို့ရှိရင်ချိန်ကုန်ပါစို့လို့ဒီကတ်ထဲမှာသုံးမဲ့တင်းနေလာနဲ့တောက်ကြအောင်ပဲခဏလေးဆွဲပြီးတင်သွားလိုက်ရနော်ပြန်ပြီးလေ့လာကြည့်မယ်ဆိုတော့အများကြီးရှိတယ်အင်္ဂါဘုတ်တခုကြတာပြေးအဲ့ဒါလည်းရှိမှာနော်ဟုတ်ပြီအဆင်ဒါအကြောင်းကိစ္စပြီးွားပြီအကြောင်းပုံလေးပြီးွားပြီနောက်တစ်ပုံကြည့်ရအောင်သူအလုံးရောက်နေတယ်ကမ္ပဏီရောက်နေတယ်သူ့ရဲ့ခိုင်းရှာခိုင်းရှာကဘယ်နှနာရီစလဲဆိုရင်9နာရီစတယ် ကိုးနိုင်ကိုကိုကခုကြည့်လို့ဆိုမယ်ကိုးနိုင်ကိုဘယ်လိုပြောမလဲခုကြည့်ဟုတ်ပြီ तू ကဘယ်နိုင်မှာပြီးမလဲဆိုတော့ငါးနိုင်မှာပြီးမှာငါးနိုင်ဆိုရယ်စလုံးလေးကဘာလဲလဲခေါ်ကြည့်အဲဆိုရင်ဒီခိုတိုးပါခိုင်းရှာတိမယ်ခုကြည့်တိမယ်ခေါ်ကြည့်တိမယ်ခိုင်းရှာအလုပ်ကိုတိမယ်ခုကြီးကိုးနိုင်ရိုသိမယ်ငားနိုင်ဆိုတော့ဂေါ်ကြီးကိုသိမယ်ဆိုရင် ပတန်ထဲမှာစာသင်ကြည့်အောင်ရမလားစာသင်ကြည့်ပါခါရှာဝါခုကြီးခါရာ ခေါ်ကြည့်မတယ်လေဟုတ်ပြီအဲ့ဒါနည်းနည်းလေးတော့ခတ်မယ်ဒါမဲ့စူးစမ်းကြည့်ပါကုမ္ပဏီကဟဲ့လားကုမ္ပဏီက9နိုင်ကနေ9နိုင်ထိဖြစ်ပါတယ်ဆိုတော့စာကြောင်းလေးပြန်လုပ်ပါခိုင်ဆာဝါခူဂျီခါရာခေါ်ကြည့်မတယ်လေဒီစာကြောင်းလေးကထောနာဟာဒဆိုင်လွယ်သေးတယ်အဲ့တော့ဖိုင်ဘုံမကြည့်ပဲနဲ့ပြောမယ်ဆိုရင်ပြောလို့ရမှာပြောကြည့်ပါခိုင်ဆာဝါကိုကြီးခါလာကိုကြီးမတယ်လေပြော်ကူကွာသာရုပ်ရှင်သွားကြည့်တော့မယ်ရုပ်ရှင်သွားကြည့်မယ် ရုပ်ရှင်သားကြည့်မယ်ဆိုလို့ရှိရင်ရုပ်ရှင်ဇာတ်စလုံးကဆောင်းနာအတိထားတယ်အဲဤကအဲဤကဆယ်နာရဂျူဂျီနောက်ဆယ်နာရဂျူနီဂျီဟုတ်ပြီအဲဆိုလို့ရှိရင်ကိုကပြောကြည့်အောင်ရုပ်ရှင်ကဆယ်နာရီကနေဆယ်နာရီထိဖြစ်တယ်ဆိုတဲ့စာကြောင်းလေးပြောတတ်မလားမရဲရဲဝါဘိုဂျီပြောတဲ့လူကလည်းအဲဒီကဝဂျူဂျီခါရာ 12時までです。ホビーガーにあてを投わ。なおとかじゃこうはてま、言わめサロンにはペイや。とろやペイやじやしじゃれ。10ရက်နေ့ရနေပြီးရော17ရက်နေ့ထိပိတ်သွားတယ်။အဲ့မှာလည်းအမှန်တော့10ရက်နေ့2ရက်နေ့3ရက်နေ့ဘယ်လိုခေါ်လဲဆိုတော့ခေါ်ဝေါ်ရရှိတယ်။ဒါကလည်းပြန်ပြီးတော့လေ့လာမယ်ဆိုလို့ရှိရင်ရှိပါတယ်။လို့ဆိုတော့ဒီပုံလေးနဲ့ပတ်သက်တဲ့ဟာလေးကိုပဲခဏယူပြီးသုံးလိုက်တယ်။10ရက်နေ့ကိုဘယ်လိုခေါ်လဲဆိုရင်တိုးခဆိုကြည့်ပါ။တိုးခ17ရက်နေ့ကိုကြတော့10ရက်ဂျူး၈က ဟာချီဂျူဟာချီယန်နေဆိုတဲ့ဟာလေးကနီချီတုံးတယ်အဲစာလုံးမြန်လင်းပြီးတော့ရှင်းနေတယ်ဂျူဟာချီနီချီဆိုကြည့်ပါဂျူဟာချီနီချီဆယ်ရက်နေ့ကပါလဲတိုခါဆယ်ရက်နေ့ကဂျူဟာချီနီချီဆယ်ရက်နေ့ကတိုခါဆယ်ရက်နေ့ကဂျူဟာချီနီချီပိတ်ရက်ကြီးကယာဆူမီဟုတ်ပြီအဲဆိုလို့ရှင်ယာဆူမီဒီပိတ်ရက်ကြီးကဆယ်ရက်နေ့ကနေဆယ်ရက်နေ့ထိဖြစ်တယ်ဆိုတဲ့စာကြောင်းလေးကိုလုပ်ကြည့်မယ်ထုတ်တယ်မလား 休みは10日から18日までです。までです。ဖြစ်ပါတယ်ဆိုတဲ့ဟာလေးကまでです。နောက်တစ်ခါကျတော့အခုဒီမှာသူကပိတ်ရပြီးတော့အတန်းတင်နေတယ်။သူတို့အတန်းတင်တဲ့အချိန်ကအတန်းတင်ရပါတယ်လေ။ဂျူကျော်သူတို့အတန်းတင်တဲ့အတန်းချိန်ရပါတယ်လေ။ဂျူကျော်တင်တန်းကိုလည်းပြောလို့ရတယ်။တင်တန်းကိုလည်းဘယ်လိုခေါ်မလဲ။ဂျူကျော်ဟုတ်ပြီဂျူကျော်ကသူကဘယ်ချိန်နေဘယ်ချိန်တင်လဲဆိုရင်9နာရီ9နာရီဆိုတာဆက်လုံးလေးတော့သိရမယ်။ 9နာရီဆိုတဲ့ဟာဂျပန်လိုဘယ်လိုခေါ်လဲခူဂျီနောက်3နာရီဆိုတဲ့ဇလုံးလေးကိုကြတော့ဂျပန်လိုမှာဖန်ဂျီဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီစာကြောင်းလေးကိုလောက်တတ်မလားအတန်းချိန်က9နာရီကနေ3နာရီအထိဖြစ်ပါတယ်ပြောကြည့်ပါဂျူဂျောဝါခူဂျီခါလာဖန်ဂျီမာဒေဒက်ဟုတ်ပြီဒီပုံလေးကြည့်ပြီးပြောကြည့်ပါဂျူဂျောဝါခူဂျီခါလာဖန်ဂျီမာဒေဒက် ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုသွားကြည့်အောင်ဒါကတော့အတန်းချိန်ပြီးသွားပြီ27ရာစုနှစ်ကြောင်းပြောမယ်27ရာစုနှစ်ကိုဂျပန်လိုသိမှဖြစ်မယ်27ကနီဂျူအီချီရာစုနှစ်ကရာစုနှစ်ကဇဲခီဟုတ်ပြီနီဂျူအီချီဇဲခီ27ရာစုနှစ်ကပါလေနီဂျူအီချီဇဲခီ2000ခုနှစ်ဆိုရယ်စလုံးသိမှရမယ်2100ခုနှစ်ဆိုရယ်စလုံးသိမှရမယ်အဲ့ဆိုရင်2000ခုနှစ်ကနီဆန်နန်ဆိုကြည့်ပါနီဆန်နန်2100ခုနှစ်က 二千百年、二千百年、百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 、キュラクラ、クの、あぜ、二千百、二千百、二千百年、二千年、二千百年、百な、二千百年、あぜ、那套、那套、那三对呀，就那个。 2000ခုနှစ်ကနေ2100ခုနှစ်ထိဖြစ်ပါတယ်စားကြောင်းလို့ကြည့်ပါနီဂျူအီချီဆေခီဝါနီဆန်နံခါရာနီဆန်ယာခုနာမာဒေဒက်အထိဖြစ်ပါတယ်ကပါလေမာဒေဒက်အခန်းနှစ်ကနဲလေးခတ်ပါတယ်အဲ့ဒါကြောင့်နော်ဟုတ်ပြီအားဆိုလို့ရှိရင်နောက်ဆုံးစလုံးလေးကဘာဖြစ်လဲဆိုတော့ तू က test စာမေးပွဲစစ်မယ်ဆရာဆရာကြီးကစစ်မယ်အားဆိုလို့ရှိရင်စစ်မယ်တော့ तू ရဲ့စာမျက်နှာ သူစိတ်မဆာမင်းပွဲကဘယ်မျက်နာဘယ်မျက်နာအထိသူကဖတ်ရသူပြောတယ်ပြောတဲ့အချိန်မှာ32ဆာမျက်နာဆာမျက်နာ32ကနေ48တိသူကဖတ်ခိုင်းတယ်အဲဒါဆိုဆာမျက်နာ32ကဘာလဲဆိုတော့သိမှရမယ်32ကိုဘယ်လိုပြောရမလဲဆန်ဂျူနီဆာမျက်နာကတော့ပေဂျီနောက်48ကိုဘယ်လိုပြောမလဲယွန်ဂျူဟာချီဆာမျက်နာကဘာလဲပေဂျီဟုတ်ပြီအဲဒါဆိုဒီဆာကြောင့်လေးကလုံးတက်မလားဆာမေးပွဲကဆာမျက်နာ32ကနေဆာမျက်နာ48တိဖြစ်ပါတယ်လုံးကြည့်ပါ テストは32ページから48ページまでです。ဟုတ်ပြီဒီလိုစာကြောင်းလေးအစားသွင်းသွားအဲ့တော့ပုံလေးကြည့်ပြီးတော့ပြောကြည့်ပါအောင်တက်တိုဝါစန်တူနီပေဂျီခါရာ48ပေဂျီမတဲ့တဲ့စာကြောင်းကြီးတော့ရှိနေတာနော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီကနေဒီအထိကိုစာကြောင်းလေးတွေပြန်ပြီးနှွှဲကြည့်မယ်ပုံလေးနဲ့လည်းကြည့်ပြီးပြောလိုက်ရတယ် ပုံကြည့်လို့ပုံသိမ့်များတဲ့လူကကြတော့ white ပုံကြည့်ပြီးပြောမှဆိုလည်းရအောင်နော်ဟုတ်ပြီအားဆိုလို့ရှိရင်အဓိကဒီခါမှာသင်မဲ့ဟာပါတယ်လေခါရာမတဲ့ခါရာမတဲ့ဒါနေအထီဆိုတဲ့ဟာလေးတစ်ဖက်လူကွာ information ပေးမှဆိုလို့ရှိရင်ပေးရအောင်နော်ဒါလေးဒီမှာပြမယ်ဟုတ်ပြီအားဆိုရင်ဒါလေးတစ်ခေါက်ပြန်နှွေးကြည့်မယ်ကျောင်းကတနင်္လာကနေတောက်ကြနေအထီဖြစ်ပါတယ်ကတ်ကူဝါကတ်ဆူယောဘီခါရာ ပြီးပါတယ်ပဲဟိုက်ဆိုです ஹோ ကေဟုတ်ပါတယ်သူတို့လုတ်သွားနေတယ်အလုတ်က6နိုင်ကနေ9နိုင်ဖြစ်ဖြစ်ပါတယ်ခိုင်ရှာဝါကူကြီးတာဆိုရှင်ပါတယ်ပါတယ်ဟိုက်ဆိုですနောက်သူတို့ရုပ်ရှင်ရောက်နေပြီရုပ်ရှင်ရုံမှာ10နိုင်ကနေ12နိုင်ဖြစ်ဖြစ်ပါတယ်အေးကဝါကူကြီးတာဆိုရှင်ပါတယ်ဟုတ်ပြီနောက်သူတို့ဘယ်ရောက်ပါမြင်လဲဆိုတော့ပိတ်ရက်ရှိရောက်ပါပြီ ပရက်ရှိရဆိုရင်ဆယ်ရက်နေ့ကနေ16ရက်နေ့ဖြစ်ဒီဖြစ်ပါတယ်တဲ့။ရသမီဝတောခါကာရာ18日までです。サロンリーတော့များနေမှာเนาะ။တင်ရခန်းနေမှာ။နောက်တစ်ခါဒါလေးကြတော့ဟုတ်တယ်ဂျူဂျောဝါကိုကြီးခါရာစမ်းကြည့်ပါတယ်။ပြန်ဆိုကြည့်ပါဂျူဂျောဝါကိုကြီးခါရာစမ်းကြည့်ပါတယ်။ဟုတ်ပြီ။နောက်တစ်ခုပြောကြည့်မယ်။27ရာစုနှစ်ရောက်သွားပြီ။ 21世紀は2000年から2100年までです。なるか ?3 ウェスメ。テストは32ページから48ページまでです。ဟုတ်ပြီအဲ့ဒါလို့ရှိရင်ဒီပုံစံလေးနဲ့ကိုကဒီခါရမတဲ့ဆိုတဲ့ဟာလေးကိုတည်ပါတယ်နော်အဲ့ဒါဆိုရင်ဒီသင်ခန်းစာကတော့ဒီလောက်ပဲ ကနေတခုခုကနေတခုခုအထိဖြစ်ပါတယ်ဆိုတော့ pattern လေးကိုအဓိကသင်မယ်ခုတ်တိုးပါလေးတွေကဒါလေးတွေတည်ရအောင်เนาะအဲ့ဒါအခန်းနှစ်ကဒီလောက်ပဲ